ပေးသည်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှစတင်ပြီးဆရာကြီးဘေလီဂရီဟန်ရေးသားထားတဲ့ Day by Day with Bailey Graham 366 Daily Meditation ဆိုတဲ့စာအုပ်ကိုဆရာကြီးဒေါက်တာတာထွန်းဦးဘာသာပြန်ဆိုထားတဲ့နေ့စဉ်အသက်တာ Bailey Graham ဆူတောင်းချက်ဆိုတဲ့စာအုပ်ထဲမှာနေ့စဉ်ဆူတောင်းစာများကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီစာအုပ်ကိုစတင်တွေ့ရှိတဲ့အချိန်မှာ ီမေလထဲမှာရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မေလ14ရက်နေ့ကနေပြီးတော့စတင်ပြီးတော့တနည်းတတိပေါ့နော်ကျွန်တော်ဒီစာရီကိုဖတ်ပြပြီးတော့အဲနေ့စဉ်စက်တိုက်တင်ပေးသွားမှာပဲဖြစ်ပါတယ်ယခုကဲဆိုနေ့စဉ်စူတောင်းချက်လေးများအားနားဆင်ခြင်းအပြင်ခရီးရန်ညီကိုမောင်မများအတွက်လည်းတစုံတရာသောအကျိုးရှိနိုင်ပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာမေလ14ရက်နေ့ညီအကိုချစ်ချင်းအရာမှာပကတိပေါက်ပေါ်ခဲ့သူ တယောက်ကိုတယောက်စုံမကြလောယောမဩဝါဒစာ အခန်းကြီးစနစ်အခန်းငယ်30မိသားစုတွင်သခင်ယေရှု၏အလိုဆန္ဒတော်နှင့်အညီ နေထိုင်ခြင်းသည်ယုံကြည်သူသားသမီးများအတွက်မှတ်ကြောက်တင်ခြင်းပင်ဖြစ်ပါသည်မိမိ၏အိမ်တွင်သခင်ယေရှုအတွက်နေထိုင်ရခြင်းသည်မိတ်ဆွေအပေါင်းအသင်းများကြားတွင်စန္ဒမူနာနေပြခြင်းနှင့်လူအများ၏ကောက်ချက်များကိုတတိပြုနေထိုင်ရခြင်းထက်ပိုမှုခက်ခဲပါသည်တေချာသည့်ကိစ္စတစ်ရပ်မှာ တင့်မိသားစုအနေဖြင့်တင့်အသက်တာတွင် တခင်ယေရှုဥဆောင်နေသည်မနေသည်ကိုအတည်ဆုံးဖြစ်ပါသည်စစ်မှန်သောခရိယန်တို့အုပ်ဖို့မိမိမိသားစုတွင်ဒေါသထွက်ခြင်းစိတ်မရှိခြင်းအပြစ်ရှာခြင်းထိတ်ငော့ပြောဆိုခြင်းကျေနာမှုမရှိခြင်းတန်တရားရှိခြင်းဒုက္ခဆန်ခြင်းနှင့်ပြင်းရင်ခြင်းတို့လောက်ဆောင်မည်မဟုတ်ပေထိုအရာများအစားတန်ရှင်းသောဝိညာဉ်တော်၏အတိအပွင့်များဖြစ်သည့်မြစ်တာပျော်ရွှင်မှုငြိမ်းချမ်းမှု အခက်အခဲများကိုရင်ဆိုင်ခြင်းနဲ့အခြားအခြားသောသခင်ယေရှုနှင့်တူညီသောအချက်များကိုပေါ်ဆောင်မည်ဖြစ်ပါသည်။ယနေ့အတွက်ဆူတောင်းချက်ကျွန်တော်မိသားစုကကျွန်တော်ကိုအတွင်းသည့်အစင်းသည့်တည်နေရဆိုတော့ဖခင်သခင်နဲ့နှီးကပ်စွာနေရခြင်းဖြင့်သခင်ချစ်ခြင်းမြတ်တာတွေကျွန်တော်စီကနေတဆင့်မိသားစုဝင်တွေကို စီမျောစေဖို့ဆူတောင်းပါရစေ။အာမင်။ဆုံးဒီနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါရခင်ဗျာ။ လက်ပြမှာလည်းအခြားသောဆူတောင်းချက်တွေကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာပြန်တွေ့ပါအောင်မယ်ခင်ဗျာ။